ဇာတိဂွာရီယူလာစတန်ထွင်လို့ရှုံးရတဲ့ပွဲဒီပြလောကရဲ့ကိုးဆိုပြီးတင်စားခင်ရတဲ့ဂွာရီယူလာက over thinking တမပါဇာကြီးတွေမှလည်းညှက်ွက်ရှိရဲဆိုတာလီဗာပူးစင်းတဲ့ပွဲမှာဂွာရီယူလာတက်တင်ပြခဲ့ပါတယ်လီဗာပူးစင်းတင်းတဲ့ချန်ပီယံလိပွဲမှာဂွာရီယူလာကပြိုင်ဘက်ကိုအထင်ကြီးစိတ်များပြီးမန်စီးတီးအသင်း first line ကိုအပြောင်းလဲကြီးကြီးမားမားလှုပ်ခဲ့ပါတယ်ဒီပြဂွာရီယူလာကလီဗာပူးစင်းကိုနှစ်ခုခုမရှိတဲ့ရှုံးနေခဲ့တဲ့ချန်ပီယံလိပွဲမှာကစားသမား၁၀ယောက်တိအပြောင်းလဲလုပ်ပြီး stand ထွင်ခဲ့တာပါ ဝိုင်လာကနူကာဆယ်ကိုရှုံးနေခဲ့တဲ့ပွဲမှာပွဲထွက်ကစားခဲ့တဲ့ကစားသမားတွေကနီကိုကွန်ဇာလက်တူးတဲ့ကူသာလီဗာပူးဆင်းရဲ့ပွဲမှာပွဲထွက်ကစားသမားဖြစ်ပြန်သုံးခဲ့ပါတယ်။ဝိုင်လာကဟာလဲဒိုကူဖိုရန်နိုကို first line မှာသုံးပေးအရင်ကိုထိုင်ခိုင်းခဲ့ပြီးမာမော့ဆာဗင်ညိုစတဲ့ကစားသမားတွေနဲ့တိုက်စစ်ကစားခဲ့ပါတယ်။လီဗာပူးဆင်းကိုရှုံးနေနေချိန်မှာဟာလဲဒိုကူဖိုဒန်ချာဂီတို့ကိုထည့်ပြီးဝိုင်လာအပြောင်းလဲလုပ်ပေမဲ့စိတ်မမီပဲခါတက်တက်အရှုံးနဲ့ရင်ဆိုင်လိုက်ရပါတယ်။လီဗာပူးဆင်းတင်းကိုရှုံးနေလို့မက်ဆီဒီတင်အားချန်ပီယံလိအုပ်စုအဆင့်အိမ်ကွေးမှာ 2018ခုနှစ်နောက်ပိုင်းပထမဆုံးရှုံးပွဲကိုရင်ဆိုင်လိုက်ရပါတယ်။တကယ်ဆိုရင်လီဗာပူးစနစ်ပွဲအား Guardiola ရဲ့ Man City နီးပြားပွဲ Champion League ဂျာပြည့်ပွဲဖြစ်ပါတယ်။အဲဒီလိုအမှတ်တရပွဲမှာ Guardiola နိုင်ပွဲမျောလင်းခဲ့ပေမဲ့ကိုတက်ကိုစုပြီးရှုံးနေခဲ့တာပါပဲ။ Guardiola ကကစားသမား၁၀ဦးထိအပြောင်းလဲလုပ်ခဲ့တာကြောင့်ရလဒ်စုခဲ့တာလို့ဝန်ခံခဲ့ပေမဲ့သူ့လက်ရဲ့အတွက်တော့နောင်တမရခဲ့ပါဘူး။ပွဲတော်ကွင်းဝင်နေတဲ့ကစားသမားတွေကိုအခွင့်အရေးပေးနိုင်ခဲ့တယ်ဆိုပြီး Guardiola ပြောခဲ့ပါတယ်။မက်ဆီကအခုပွဲရှုံးပေမဲ့ချန်ပီယံလိလိဖိအမှတ်ပေးစရာမှာရမှတ်ဆဲမဲ့ပိုင်ဆိုင်တာပြီးနောက်တစ်ဆင့်ကိုတရက်တရက်ခွင့်ရောက်ဖို့အတွက် ပိတ်ပြီးစိတ်ပူစရာတော့မလိုပါဘူး။ MN Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစ조사တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။